VNM ငွေကြေးလေးအကြောင်းကိုပြပြပေးထားပါရရှင် VNM နိုင်ငံကဖွံ့ဖြိုးရေးနိုင်ငံတိုင်ငံဖြစ်ပြီးတော့ Communist နိုင်ငံတိုင်နိုင်ငံဖြစ်ပါတယ် VNM မှာဆိုရင်ငွေကြေးအရန်ကိုဖုံးပွားပါတယ်မြန်မာငွေတစ်ချက်ကို5.4 VNM တောင်းရပါတယ်ထိုင်းတပတ်မှာဆိုရင်900ရရပါတယ်ဒီကဖြီးကားတော့ငါပတ်တထောင်ဘူးလဲလိုက်တယ်မြန်မာငွေ73သိန်းကျော်ကိုရပြီးတော့ VNM တောင်း94သိန်းကျော်ပေါ့နော်7.4 million ရရှိပါတယ် ပြုစီမောင်9ခေတကောင်ကိုဆိုရင်2သိန်းခွဲပေးရပါတယ်။ခမင်းကျော်ဆိုရင်လည်း3သိန်း2000ပေးရပါတယ်။ပြောရမယ်ဆိုရင်တော့ရောင်းနေဝယ်တဲ့ခါမှာသိန်းချီတောင်းချီကြီးတွေစကားပြောရတာပေါ့နော်။အဲ့လိုမပြောချင်ဘူးဆိုရင် VNN နဲ့ပြောသလိုဒီလိုလေးမှတ်ထားလိုက်ပါ။သူတို့ကနောက်က303လုံးကိုထောင်ကနန်းနေနဲ့ယူရပေါ့နော်။1000ပေါ့။ဒါဆိုရင်500 1000လို့ပဲအရွယ်တကူသူတို့တုံးပါတယ်။ဒါဆိုရင်လည်းသူတို့ကတရားလို့ပဲတုံးပါတယ်။ဒါက3သိန်းကိုနော်။နောက်က3လုံးကိုဖြုတ်လိုက်တယ်။100,000သူတို့ကတော့100လို့ပဲသုံးပါတယ်100လို့ပဲသုံးပါတယ် ဒါဆိုရင်9000ပေါ့နော်နောက်က3လုံးကိုဖြိုးလိုက်တယ်9000 9000ဆိုတော့50000ပေါ့နော်သူတို့စီမှာရောင်းဝယ်လို့ရင်90လူပဲပြောပါတယ်ဒီမှာဆိုရင်ဈေးဝယ်တဲ့ခါချီချီလိုက်ပါပိုရှင်းတော့ပါလိမ့်မယ်သူတို့က 20k ဆိုရင်ဒါ20000ပေါ့နော်20လူပဲသုံးပါတယ်4000ပေါ့နော် 40k ဆိုရင်4000 4000ဆိုလို့ရှိရင်တူတူက40လိုပဲသုံးပါရဲဒီလိုမျိုးလေးမှတ်ပြီးသုံးတဲ့အခါကျတော့ပို့ပြီးတော့ရောင်းရဝယ်ရ300လာလွယ်သွားပါလေ